ားလုံးပဲမင်္ဂလာပါမောင်ထွန်းသူလစ်ဘွန်မှတညာအပိုင်း7ဒီကိုလုံးကိုတွေကလေကြုံလီလီနဲ့အချောက်လိုလိုပါလိုလိုပုံမျိုးသူတို့ကိုမြင်ရနေပဲနှင်းစီပန်းနဲ့တွေပျောက်သွားတယ်လူသေးကောင်းလိုမျိုးအနဲ့ရလာတယ်မိရထားဟာဂိတ်တကားကိုဝေါကနေဖြတ်သွားတယ်အိတ်ဆွေနေပါတယ်အမြင်ရထားပဲမိတွေကလေထိန်လင်းနေရပဲစားတော့တွေတွေက စပွဲကင်းဖြူဖြူတန်းတန်းအောင်မှမြင်လိုက်ရတယ်။ဂိတ်တကားလေးဖွင့်ရော မာစီဒီကဟာရှေ့ဆုံးကနေပြီးထွက်သွားတယ်။အမောင်သူတွေတိုးဝင်သွားဖို့ကမြင်လွန်းလို့တော်ပီဒိုတစ်ခုပြစ်လွတ်လိုက်တယ်လို့ဝင်။ဟယ်လင်ကမောင်နေလိုက်မှာဟယ်လင်ကပြောတယ်။ဘာမင်းဘာပြောလိုက်တာလဲ။မောင်နေတခါလေးလိုက်ခင်မင်းဘာဖြစ်လို့မလာရမှာလဲ။ဟယ်လင်ကမော်တော်ကားကိုရပ်လိုက်တယ်။ပဝင်းကျင်ဟာတိတ်ဆိတ်နေ ညရဲ့အတန်တွေကိုတော့ကြားနေရတယ်။ဟယ်လင်ဘာကြောင့်မလိုက်ရမှာလဲ။ဟယ်လင်ကဒေါသတန်နေထက်ပြောတယ်။ဒီတစ်ခါလဲမောင်ကဟယ်လင်ကိုထားပစ်ခဲ့ဦးမလို့လား။ကားရကမီးအောင်နေသူ့မျက်နှာဖြူရော်ဖြစ်နေတာကိုမြင်နေရတယ်။မာစီတီကားရကအရာရှိနေကောင်မျက်နှာရင်းနေတောင်တူးနေတယ်။တင်မင်းကြဟာရီမျက်နှာမျိုး။အဲဒီချိန်မှာပဲကျွန်တော်ကောင်းတွေကိုအထွေးတစ်ခုဝင်လာတယ်။စစ်ကြီးဖြစ်လာရင် ကျွန်တော်တို့နေအောင် ြန်တွေးဖို့လွယ်မြင်မတင်ဘူးစစ်ကြည့်ပြီးတော့တယောက်ကိုတယောက်ရှာလို့တွေ့ကြမရလားရှင်ဟဲလင်ကိုခေါ်လာတာမဟုတ်ဘူးဆိုရင်တော့ရှင်ခုပြန်လာတာတသမိတ်အဖြစ်ကျူးလို့နာပဲဟဲလင်ကဒေါသကြီးနေပြောတယ်ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ရှင်ဟဲလင်ကိုကိုယ့်လေချောင်းပတ်မလောက်ပါနဲ့မောင်မလောက်ပါဘူးမောင်ဆူလို့တဲ့အိဗေကိုမင်းနားမလဲတာပါ ။အော်ဟုတ်လား။ဒါဆိုရင်ရှင်ခုပြန်လာတာဘာအတွက်လဲ။ဘာကြောင့်လဲ။ဟဲလင်းကိုမလိမ္မာနဲ့။ဟဲလင်းကိုနှုတ်ဆက်ပြီးတယောက်ထည့်ပြန်သွားဖို့ပဲလား။အမှန်တမ်းဖြေပါ။မဟုတ်ပါဘူးကွယ်။ဒါဆိုရင်ဘာကြောင့်လဲပြောမှာပေါ့။ဒီမှာနေပြီးကိုကိုကိုတက်တယ်ဖို့ပြန်လာတာ။ကျွန်တော်ခေါင်းကပြားတယ်။သူနားလေလက်ခံနိုင်မဲ့အဖြေကတခုရေပဲရှိရဆိုတော့ကျွန်တော်သိနေတယ်။အခုလောလောဆယ်ကတော့ဒီပြစ်တစ်ခုကလွယ်ပြီးတခြားအဖြေပြေးလို့ရမှာမဟုတ်ဘူး။ မောင်းပြက်လာတော့မင်းကိုခေါ်ဖို့ပါမင်းခုတည်းထိနားမလည်သေးဘူးလားကျွန်တော်ကပြန်ပြောတယ်သူမျက်နှာဟာချစ်ချင်းပဲပြောင်းသွားတယ်သူတို့သားဟာပြေးသွားတယ်မျက်နှာကချစ်ချင်းကြည်လင်ဝင်လက်လာပြီးလှပါတယ်မောင်းနှုတ်ကပြောဖို့လူရာပေါ့မောင်ပြောချင်ပါတယ်ဟဲလင်အပြောချင်ဆုံးသောစကားတစ်ခုမှာဒါပေမဲ့မဖြစ်နိုင်တဲ့အခြေအနေဖြစ်နေဘယ်လိုလုပ်မလဲ ဘာမှမဖြစ်နိုင်စရာမရှိဘူးဟဲလင်မာနိုင်ငံကူးလက်မရှိသူ့စကားကြတော့ကျွန်တော်ရုတ်တရက်ဘာပြောရမယ်မသိဘူးသူ့ကိုကြောင်ပြီးကြည့်နေမိစကားဟာပြုံးနေမှုချင်းပြီးလျှက်စီးလိုက်လိုက်တယ်လို့ဖြစ်သွားတယ်မင်းမနိုင်ငံကူးလက်မရှိရဟုတ်လားနိုင်ငံเจ้าကိုတောင်းလို့ရသလားယင်လို့ကတော့ကမျိုးမေးလိုက်မိဟဲလင်ကသူ့လက်ပွေအိတ်ကိုဖွင့်ပြီးနိုင်ငံကူးလက်မစာအုပ်ကိုထုတ်ပြတယ် သူ့အနေနဲ့စာအုပ်ကိုပိုင်းအောင်သာမကဘူးသူလက်ထင်မှာရှိနေတယ်အတော့ကိုအံဟောစရာကောင်းတဲ့ကိစ္စပါလက်မှတ်ကအတူမဟုတ်ဘူးအစ်စ်တရားဝင်လက်မှတ်ဒါကိုမင်းဘယ်တော့မှရထားရလဲလို့ကျွန်တော်မမေ့ဖက်မနေနိုင်ဘူးလုံခဲ့တဲ့နေ့နဲ့လောက်ခရင်ကရဟတာသူကပြောတယ်ဟယ်လင်ဒီလက်မှတ်ကိုသုံးခဲ့တာသုံးခါရှိသွားပြီပထမတစ်ချိန်ဩစတီးယားကိုသွားတယ်စစလင်ကိုသွားတာနှစ်ခေါက်ရှိသွားပြီ။ ကျွန်တော်နိုင်ငံကူးလက်မှတ်စာအုပ်ကိုရှောက်လန်းကြည့်တယ်။ကျွန်တော်လက်ထက်ကစာအုပ်ဟာတကယ့်နိုင်ငံကူးလက်မှတ်အစ်စ်ပါလား။ဟယ်လင်အနေနဲ့ဂျာမနီကခွာလို့ရနေပြီ။ဟယ်လင်ကတန်တော်ဖြစ်နေတဲ့ကျွန်တော်ကိုလှမ်းကြည့်ပြီးပြောတယ်။ရှင်းနေမဟုတ်လား။ကျွန်တော်ထောင်ခန်းကန်းနေခေါင်းချင်းပြလိုက်တယ်။မြေသားစီပြီးထွက်သွားလိုက်ရတာပဲလို့ပြောမိ။ပြော်လက်မဆောက်ကိုထက်ကြည့်လိုက်တယ်။ဒါပေမဲ့ပြင်သစ်နိုင်ငံဝင်ခွင့်ဗီဇာတော့မပါဘူး။ ဇူရီကျရင်ပြီးမှာပါဆွစ်ဇာလန်ကျတော့လေဝင်ခွင့်ဗီဇာမလိုဟုတ်တယ်ဒါပေမဲ့မင်းမိဘနဲ့ညီကိုမောင်မရီကဘယ်လိုလုပ်မလဲသူတို့ကသွားခွင့်ပေးမတယ်လားသူတို့ခွင့်ပြုချက်ကိုတောင်းနေစရာမလိုပါဘူးဘယ်တော့မှဘယ်လာမယ်ဆိုတာလေပြောပြနေစရာမလိုဘူးကျမဇူရီကိုသွားပြီးဆရာဝန်ပြောင်းလို့ဆိုရင်ပြီးပါပြီ အရင်တစ်ခေါက်သွားတော့ကလေအဲ့ဒါလိုပြောပြီးသွားခဲ့ရပြီနီးမကောင်းလို့လားဘယ်ဟုတ်မလဲနိုင်ငံကူးလက်မရချင်လို့ပြောရတာပါဒီကောက်ထွက်ဖို့ပေါ့ဒီမှာနေရတာက ကိုရောစိတ်ပါမလွတ်လက်ဘူးအမြင်တစီမုန်းချက်နေရတယ်ပေါ့ဘယ်ကိုတော့တော့ SS ထောက်လန်းရေးတွေကိုရှောင်မြရတယ်ပေါ့လူနဲ့သူနဲ့တူအောင်နေရတဲ့ဘဝမှာမဟုတ်တာ စောစောပိုင်းကအခန်းထဲတွင်ဟယ်လျာကျော့ကဆရာဝန်သွားမပြဘူးလားဟုမိခဲ့သည့်စကားကိုကျွန်တော်တရေရလိုက်သည်မင်းနေကောင်းနေဆိုတော့တကယ်ဟုတ်ရဲ့လားကျွန်တော်ကစိုးရင်စီဖြစ်မိမိသည်မကြောက်ရှင်စမ်းမလည်းမောင်းရင်ဟယ်လင်းမိသားစုကတော့ဟယ်လင်းကိုမကျမ်းမဘူးလို့ထင်ထားတယ်ထင်အောင်လဲဟယ်လင်းကြိုးစားထားတယ်ဒါမှလည်းသူတို့အနောက်ရှက်ကလွတ်မှာပြီးတော့ဒီကထွက်လို့ရမှာဒီကိစ္စက လွေပါတယ်မာတင်ကကူညီလို့အဆင်ပြေတယ် ဘာလင်ကဆရာဝန်တွေထက်ပိုတိပိုတက်ပိုနားလေတွေအထူးကဆရာဝန်ကြီးတွေဟာစစ်စလမပုံများရဲဆိုတော့ဂျာမန်အာဏာပိုင်တွေနားလေအောင်လောက်ရတာကခက်တယ်ဒီလူတွေကတော့သူတို့ကလွယ်ပြီးဘသူမှတက်တယ်လို့မထင်တဲ့လူတွေဆိုတော့ခက်ခဲတာပေါ့ဟယ်လင်ကသူ့စကားသူ သဘောကျပြီးရေးသည်ပြီးတော့ကျွန်ုပ်ကိုတစ်ချက်လှမ်းကြည့်သည်တိတ်လဲတုံးလို့မနေပါနဲ့ဘေးရနေရှိမေမထင်ပါဘူးနေကြဆောင်တက်တွေကိုရှောင်းတိန်နေစရာမလိုဘူး ဟဲလေးအနေနဲ့ဇူရီမျိုးကဆရာဝန်ပြဖို့လာတာလို့ပြောမှာပေါ့အရင်ခောက်တုန်းကလေဒီလိုပဲပြောခဲ့ရပါပဲမောင်ကဟိုကနေပြီးစောင့်ရေးဟဲလေးနဲ့မစုံမီပဲဘယ်နေမလဲအားလုံးအဆင်ပြေသွားမှာပါအင်းပေါ့လေကျွန်တော်ကလိုက်တင် ပြန်ပြောရင်မင်းကောင်းကိုဆက်မောင်းရင် ကောင်းမယ်ထင်နေကြုံနေရတဲ့အချိန်တွေက ကောင်းလောကြီးတော့တစ်တော်ရီတွေကအဆက်စစ်ပလိတ်တွေတရင်တရင်လောက်ထွက်လာနေတာကိုမစင်စားမိတော့ဘူး ကိစ္စတခုနဲ့ပတ်သက်လို့မောင်ကတော့လွယ်လွယ်လေးဖြစ်သွားလိမ့်မယ်လို့ဘယ်တော့မှတူလီတီထောက်မရှိခဲ့ဘူးဟဲလင်အချစ်ရဲ့ဟဲလင်ကအလွန်သိမ့်မွေ့နူးညံ့တဲ့လေတဲ့နဲ့ခေါ်ရာလွယ်လွယ်နဲ့အဆင်ပြေသွားမေးလက္ခဏာရှိပါတယ်မောင်ရင်ဟဲလင်မောင်ကမျောလင်းချက်ကင်းမဲ့တယ်လို့ဖြစ်နေကြတယ်လူတွေမဟုတ်လားအခုရလာတဲ့ခွေလန်ဟာအလွန်ထူးဆန်းနေအရာတခုပါတကယ်လို့အခုလိုသား အမြဲတစီကြောက်ရမယ်ဆိုရင်သိကောင်းပါမယ်။မောင်းတိပါလေ။ရှာလို့တော့မှရဖို့မလိုတဲ့အခွင့်အလမ်းပါ။ကျွန်တော်တို့ကဟာဖုံလွန်ထူရဲ့ဘီလန်းကနေပြီးအိုးကြီးပြလက်မကြီးပေါ်ရောက်သွားတယ်။ဟဲလင်းဖို့ကတော့ဘာပြဿနာမှမရှိဘူးလေ။ဟဲလင်းကပြောတယ်။စိတ်ပြက်တဲ့လက္ခဏာလုံးဝမတွေ့ရဘူး။ဟဲလင်းအနေနဲ့မောင်ကြုံရတဲ့ဘဝမျိုးမှာနေထိုင်သွားနိုင်မှုကြိုတင်ပြင်ဆင်ထားပါရဲ့ စိတ်မပူပါနဲ့တဲ့ဟဲလီဟာဟိုတယ်ကိုကျွန်တော်နဲ့တူလိုက်လာတယ်။သူဟာကျွန်တော်အချိန်နဲ့ချက်ချင်းဆင်ပြောင်းနေတော့တာအံ့ဩစရာပဲ။ဟိုတယ်ဝေခန့်မှကြီးတဲ့အထိဟဲလင်လိုက်ခင်မယ်။ယောက်ျားတယောက်ထဲဆိုရင်ဘီလူတွေကတန်တရားဝင်ချင်းဝင်တတ်တယ်။မင်းတက်တာတိတ်ကုန်မြင်တာပဲ။သူကကောင်းရင်နေဟဲလင်တက်ထားတာကြားပါပြီ။အမျိုးသားရေးစိတ်တဲ့ပြန်လေနိုးကြလာခြင်းဆိုပြီးလှုပ်ရှားမှုပြီး လူတွေချင်းချင်းမယုံသင်တာဖြစ်ကြဒုက္ခပြီးကြတဲ့ချိန်ကလေးကဟယ်လင်လေးလာခဲ့ရနောက်ဆုံးမှာသူတို့ရဲ့ရုံမမှုတွေနဲ့ရိုင်းစံရက်စက်မှုတွေကိုအကောင်းဖြစ်အောင်စကလုံးကြီးကြီးတွေသုံးပြီးလူတွေကိုပတ်တီးရိုက်ချိန်ကလေးကပို့ပြီးစနစ်တကျလေးလာထားတော့တက်လာတာပေါ့ဟိုတယ်စီကကျွန်တော်ကိုအခန်းတော်လှမ်းပြီးကျွန်တော်ကယူပြီးအပေါ်ရဲကျွန်တော်အခန်းကိုတက်လာခဲ့ဟယ်လင်ကတော့အဝင်ခန်းမကြီးထဲမှာထိုင်းနေခဲ့တယ်ကျွန်တော်လက်စစ်တတာက အခန်းဝင် တကားဘီကစင်ပေါ်မှာတင်ထားတာကျွန်တော်ခန်းထဲကိုလှည့်ပတ်ပြီးကြည့်သေးတယ်ကျွန်တော်ဒီခန်းထဲကိုဘဲပုံပင်ကြီးရောက်လာလေကျွန်တော်ပြန်စဉ်းစားတယ်အားလုံးဝိုးတူပါပဲကျွန်တော်အချိန်လေးကမြေကန်းဆက်မှာပုံနေပြီးမြေရဲ့တစ်ဖက်ကန်းကိုကူဖို့စိတ်မောနေရတဲ့အစ်မမဟုတ်တော့ဘူးကျွန်တော်ဖောင်မော်ရောက်နေပြီရောက်လာတာကလေအရင်ကလိုတယောက်သေးမဟုတ်တော့ဘူး ကျွန်တော်လက်ထေကတစ်တောက်ကိုပြင်ချပြီးအေကန်ပဲပြင်လာခဲ့တယ်။မင်းချိန်ရသေးလားဟဲလင်။ကျွန်တော်ကမီးတယ်။မော်တော်ကားကိုဒီညအရောက်ပြန်ပို့ပေးရမယ်။ကျွန်တော်သူ့ကိုခေခတ်တယ်။သူ့ကိုနားမပဲရှိစေချင်တဲ့စိတ်ကပြင်းထန်နေလို့ဘာပြောမှန်းမသိဖြစ်နေ။အေကန်နေက ကလထိုင်းတွေကို ကြည့်ပြီးကျွန်တော်တူတူဝေဖြစ်နေ။အဲဂျိုစပွဲကိုလေတစ်ချက်လမ်းမီကြည့်လိုက်တယ်။ ရဲလင်းကိုအခန်းထဲခေါ်သွားလို့ကတော့မဖြစ်နိုင်ဘူး။မောင်တို့ညစာအထူးထူးစားလို့ရရတယ်။မောင်တို့နေအောင်မနဲ့ပြန်ထက်ရှင်းထားတဲ့ပုံစံမျိုးဝင်အောင်တော့ဟန်ဆောင်ကြအောင်မှဖြစ်မယ်။မနဲ့ပြန်ဟုတ်လား။တပတ်ခါတပတ်ခါတဲ့အချောင်းထူးတစ်ခုခုရှိနေလို့ထင်ပါ යි ။ဘာပဲဖြစ်ဖြစ်ပေါ့လေ။တပတ်ခါဆိုတဲ့စကားဟာအလွန်မြေမြာနိုင်တဲ့ကိစ္စပါ။တပတ်ခါပေါ့အမြောက်များနဲ့လေကျုံခဲ့ရဘူးလေ။ အများအပြားတပက်ကဟာဆိုရင်နေတွေမှာကျွန်တော်မျောလင်းတယ်လို့ပြစ်မှာတာကများတယ်။ထားပါတော့တပက်ကကျွန်တော်ကပြောတယ်။တပက်ကမဖြစ်တော့လေဖိနှိခါပေါ့။ရာသီဥရောပမှာမူတည်နေရပဲ။အခုလောလောဆယ်တော့မစင်စားသေးတာကောင်းပါရဲ့။ဟယ်လင်းလေးဘာမှတွေ့လို့မရသေးပါဘူး။ကျွန်တော်တို့ဒုံကလာဆောက်တော့ဆိုင်ကို သွားရီ။တာမန်အစားတောက်တွေရီဆိုင်ပေါ့။ ျွန်တော်တို့နှစ်ကိုကြာဆွေးနွေးနိုင်နေဇဝဲတလုံးရတယ်။ကျွန်တော်ကဝိုင်းတလုံးမှားလိုက်တယ်။နှစ်ယောက်သားဝိုင်းတောင်းရင်အစီအစဉ်ကိုချကြတယ်။ဟယ်လင်ကနောက်နေ့မှဇူရီကိုသွားမယ်။ဟိုကနေပြီးကျွန်တော်ကိုစောင်း။ကျွန်တော်ကဆွစ်ဇာလန်ကိုပြန်ပြန်ရင်လေ လာလန်တိုင်းပြန်မယ်။ဩစတြီးယားကိုအရင်သွား။ရိုင်းမီကိုဖျက်ဇူရီရောက်တော့ဟယ်လင်စီကိုဖုန်းဆက်ရမယ်။တကယ်လို့မောင်စုကိုရောက်မလာရင်ဘာလုပ်ရမလဲ။ ဟဲလင်ကမီဆွစ်ဇာလန်ထောင်းနေမှာစာရွေးခွင့်ပြီး မင်းဒီကနေပြီးတပတ်တည်းတော်ဆောင်မောင်စီကဘာသတင်းမှမရရင်ဂျာမနီကိုပြန်ပေါ်ဟဲလင်ကကျွန်တော်ပြောတဲ့ပေါ်ပေါ့ဒီဂျာမနီထောင်းနေမှာကတော့လုံးဝစာရွေးခွင့်မရဘူးနေသားမှာအဆောင်နေသိချထားတာလို့ဟဲလင်ကမီမချပါဘူးအဲ့ဒီအတွက်တော့မပူနဲ့တိတ်ပြီးဒီနေ့ချက်ချက်ဆိုမောင်ဘယ်လွတ်လာပါလဲမောင်တတိထားပြီးလောက်ပါ ဟဲလင်ကပြောတယ်ဟဲလင်ကတော့စောင့်ပါပဲတပတ်အတွင်းထိစောင့်မယ်သတိတော်ထားမှာပေါ့လေကဲလေမင်းတို့ဒီကိစ္စကိုဖျက်လိုက်ကြအောင်သတိထားဖို့ဆိုတော့ကစကားမျက်မျက်ပြောနေလို့ဖြစ်တာမျိုးမဟုတ်ဘူးဟဲလင်က သူ့လက်တစ်ဖက်နဲ့ကျွန်တော်လက်ကိုအုပ်ကင်ထားတယ်မောင်ဟဲလင်စီပြန်လာရဲဆိုတဲ့အတီးကအခုမှဝင်လာတယ်ဒီတီလေးဝင်ရောမောင်ပြန်ထွက်သွားမယ့်ချိန်လေးကြာလာရောမောင်လည်းမင်းလိုပဲခံစားရတယ် ကျွန်တော်ကပြန်ပြောတယ်။နှစ်ယောက်စလုံးငြိမ်စိတ်နေကြတယ်။တော်တော်ကလေးကြတော့ကျွန်တော်ကပဲမင်းပြန်ဖို့ချိန်တန်ပြီ။သူ့ကိုတတိပေးရတယ်။ကောက်ကိုလည်းတတိထားမှမသိမ့်မြင်မြင်ကြီးမမောင်းနေ။ကျွန်တော်တို့လေတူဝူတိုက်နေတဲ့လမ်းမပေါ်မှာရက်နေကြတယ်။မောင်အဆောင်ဆောင်အဲရတတိထားလို့ပါ။ဟေလင်ကထူးထူးပြောတယ်။မောင်ကပိုးဝီးတတိရှိဖို့လိုတယ်။ အခန်းထဲမှာကျွန်တော်ခဏထိုင်နေကြားလာတော့လေထိုင်လို့မရတော့ဘူးပြင်းလာတယ်ကျွန်တော်ပူရာကိုသွားပြီးမြူနစ်ကိုသွားဖို့လက်မှတ်ဝယ်လိုက်တယ်ယထာအချင်းကိုလေစုံစမ်းနေဒီညတော့ယထာကတစည်းပဲရှိမတက်နိုင်ဘူးအဲယထာနဲ့ပဲလိုက်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်တမျိုးလုံးတိတ်ဆိတ်နေကျွန်တော်ဖျားရှိခိုးချောင်းရှိက ဖြတ်လာပြီးတနေ့ရမှခဏရက်နေမောင်ရည်ထဲမှာရှိနေတဲ့အဆောက်အဦတွေကိုမျောကြည့်နေမိတယ် ရဲလင်းအကြောင်းခေါင်းနေဝင်းလာတယ်။သူ့ကိုခေါ်သွားလို့ဖြစ်ပါမလား။လမ်းမတစ်ခုခု ဖြစ်သွားရင်မခက်ပြီဘူးလား။ကျွန်တော်ယင်ထဲမှာဘုံမကြဖြစ်နေ။ဟိုတင်နာရောက်တော့စကားပြောတဲ့နေနေခြေတန်တွေကြားနေရတယ်။အိန္ဒိယရဲ့တကားဘော့က SS စပလိန်နဲ့အောင်ထွက်လာတယ်။သူတို့ရှိကလူတစ်ယောက်ကို တွန်းထုတ်ပြီးခေါ်လာနေကြတာ။လမ်းမိတဲ့အောင်ရောက်တော့ဖမ်းလာခံရတဲ့သူရဲ့မျက်နှာကိုကျွန်တော်မြင်ရတယ်။ မင်းနာကဖြူရော သူ့ဥစ္စတော့ကသူ့ဥစ္စာရီစီးကြနေဒီလူထိတ်ကတော်တော်ပြောင်းလာပြီသူကောင်းရဲ့ဘေးတဝိုက်တော့စပင်းမဲမဲကိုမြင်ရတယ်သူမျက်လုံးစုံဟာပြူးနေတယ်ဒီလောက်ကြောက်ရွံ့နေတဲ့မျက်နှာမျိုးကိုကျွန်တော်မမြင်ရမတွေ့ရတာကြာပြီသူစီကအတန်တစ်ချက်ထော့မလာဘူး SSD ကတော့စိတ်မရှိမျက်နှာရီနေဖမ်းလာတဲ့လူကိုတွန်းလိုက်ထိုးလိုက်လှုပ်လာနေကြတယ် ကျွန်တော်နာကဖြတ်သွားမှ SS နှကောင်ကကျွန်တော်ကိုလမ်းကြည့်ကြတယ်။စိုးလိုက်တဲ့မျက်နှာတွေအာနာရင်မူပြီးထင်ရမြင်ရလုံနေတဲ့လူတွေဆိုတော့သူတို့မျက်နှာကဘသူကိုပဲကြည့်ကြည့်ချင်းချောက်မှုပြေပဲ။သူတို့ဖမ်းလာတဲ့လူကလေကျွန်တော်ကိုတစ်ချက်လှမ်းကြည့်။သူမျက်နှာကတော့တနာစရာပါ။ကျွန်တော်တို့တက်နိုင်ရင်ကူညီပါဗျာလို့တနာခံနေရမျက်နှာပဲ။လူလောကမှာအာနာရှင်စနစ်ကြီးစိုးလာတဲ့အခါမြင်တွေ့ရတဲ့ အနိဋ္ဌာယောမြင်တွင်ပေါ်အာနာယေကလက်ပါစီရီသူတို့ရဲ့အညင်မှန်နှိမ့်ဆက်ကိုခန်းနေရတဲ့သားကောင်းလေးဘေးကမြင်နေရတဲ့လူကြီးအမှန်တော့ယဉ်ထုမနာဖြစ်ဆက်ကောင်းတွေမြင်တွင်နေပါဘေးကကြည့်နေရတဲ့လူတွေအနေနဲ့ကအနိဋ္ဌက်ခံနေရသူကိုလွမြောက်အောင်မကူညီနိုင်ဘူးလွမြောက်အောင်ဝင်ပြီးကူညီဖို့နေနေတော့အထန်တော်မထွက်ရသေးဘူး။ဘာကြောင့်လဲဆိုတာရှင်းပါလေ။သူကိုယ်တိုင်ဘဝကမှမလုံခြုံမင်း သူကိုယ်တိုင်ကလေအချိန်မြေဒုက္ခပေးခဲ့ရမှာကိုထိတ်လန့်ကြောက်ရွံ့နေရတဲ့ဘဝမဟုတ်လားတကယ်တော့လူတိုင်းဟာအနေဆက်ကွင်းတွေရောက်နေကြတာမဟုတ်လားဖမ်းလာတဲ့လူတို့ကကျွန်တော်ဘာမှမကူညီနိုင်ဘူးဆိုတော့ကျွန်တော်သိရင်စစ်ပလိတ်နဲ့ကောင်မှလက်နဲ့ကိုစီနေဆိုတော့ကျွန်တော်ဘာလုပ်လို့ရမှာလဲကျွန်တော်ကိုလူတယောက်ပြောဖို့ရတဲ့အဖြစ်ပြက်ကိုကိုပြေးပြီးတရားလိုက်ပြီးအဆက်တကောင်ကဂျူးတယောက်ကိုဖမ်းလာပြီးအဆမတန်ရိုက်နေသူကဂျူးဘက်ကဝင်းကူတယ် သူ့လက်တီကြောင့် SS ကမေ့လေသွားတော့ဂျူးကဝင်ကူရဲလူကိုကျေးဇူးမတင်တဲ့အပြင်ဆဲတဲ့ရင်သူ့အဖို့ဘဝပြတ်နေရလို့ဆိုတော့လှလန်းကလုံးဝမရှိဘူးလို့ပြောတဲ့ရင်ပြီးတော့အခုလိုဘေးလူတွေကဝင်ကူရဲမှုကလေသူ့ဘော်မှာကအဖြစ်တစ်ခုထတ်တိုးမှလို့ပြောတဲ့ရင်သူ့ဖြစ်ကိုငိုယိုပြီးပြောပြနေတဲ့ဂျူးဟာကြေးပြေးခက်ပြီး SS3 ရလာအောင်လောင်းပြီးဒါမှလေ SS ကသူ့ကိုတည်ရင်ပို့နိုင်မှာမဟုတ်လား ဒီအကြောင်းကျွန်တော်ခေါင်းထဲဝင်လာတော့စိတ်ထည့်တမျိုးခံစားရတယ်။ဒါပေမဲ့လေရှစ်စိတ်နဲ့ကြောက်စိတ်ကတော့ကျွန်တော်ကိုဖိစီးနေတော့မေး။ကိုနဲ့ဘောအတူလူကြီးအညင်ပန်းနှိမ့်ဆက်ခံရပြီးအသက်ဖြစ်ခံနေရစီမှာကိုတက်တာကိုကြည့်ပြီးလို့ရလို့ကြောင်းရှောင်နေခြင်းဟာဒုစရမှုတစ်ခုပါပဲလားဆိုရယ်ခံစားမှုဟာကျွန်တော်စိတ်ကိုခြောက်လန့်နေတော့မေး။ကျွန်တော်ဟိုတယ်ကိုပြန်လာပြီးပစ္စည်းတွေတင်နေ။ကားစင်းကားပြီးဘူရာဘက်ထွက်လာခဲ့တယ်။စောရောစောသေးတယ်။ ဒါပေမဲ့ဟိုတယ်မှာဆက်ပြီးမနေကျင်တော့ဘူးအမှန်တော့ဟိုတယ်ကခန်းထဲမှာပုံးနေရတာတဲ့အဲကန်လို့နေရာမျိုးမှာထိုင်ပြီးစောင့်နေရကောင်ပိုပြီးပြေးရနေများတယ်ဒါပေမဲ့လေကျွန်တော်အနေနဲ့ကအခန်းထဲမှာနေခြင်းစိတ်မှမရှိတော့ပဲကိုတကယ်ကိုကလီကလာဆန်နေအလုပ်ပဲဒါပေမဲ့ဒီစွစားမှုလေးကြောင့်ကျွန်တော်ကိုကျွန်တော်ပြန်ပြီးလေးစားတဲ့စိတ်ကလေးတော့နည်းနည်းပပပြန်ရလာတယ်ကျွန်တော်တညလုံးခီးသွားခဲ့နောက်တနေ့ကျတော့ ဘာဒုက္ခဘာပြဿနာမှမရှိပြီးအော်စတြေးလျကိုရောက်သွားတယ်။တရင်စာရေးထဲမှာကတော့တစ်ဖက်နဲ့တစ်ဖက်အပြန်လဲဆွဆဲချက်တွေကန့်ကွက်ချက်တွေနေနေစကဖြစ်လိဖြစ်တာရှိရေးအရေးကင်းတဲ့နေနေပြည့်လျာတွေ့ရတယ်။အမှန်တော့ဒါတွေဟာအားနည်းတဲ့ပါတီရဲ့ပြောဆိုမှုတွေတင်ပြမှုတွေနေလှုံ့ဆော်မှုတွေပေါ့။ဒါမျိုးတွေဟာတကယ်တော့စစ်ကြီးတစ်ခုရဲ့ရှေ့ပြေးရပါပဲ။မိရထားတွေပေါ်မှာလေတွေ့တိုင်းလိုလိုစစ်သားတွေအပြည့်အစုံတင်လာတာမြင်ရတယ်။ ဒါပေမဲ့ကျွန်တော်နဲ့စကားပြောမယ့်လူတိုင်းကစစ်ဖြစ်လိမ့်မယ်လို့မထင်ကြဘူး။သူတို့ကမြူနစ်အစ်ကိုမြင်တွေ့ရဖို့လောက်မျှော်လင့်နေကြတယ်။ဥရောပတိုက်ရဲ့ကြံစိတ်ပိုင်းတွေကနေနေကြတာ။စုပ်ယုပ်ပျက်စီးနေကြတာလေသူတို့သိနေကြတယ်။ဒါကြောင့်မို့လေဒီနိုင်ငံတွေဟာဂျာမနီနဲ့စစ်ဖြစ်ဖို့စွန့်စားရမှာမဟုတ်ဘူးလို့ထင်နေကြတယ်။ပြင်သစ်နိုင်ငံဘက်မှာကတော့အချိန်ကြီးချားနာတယ်။ပြင်သစ်မှာတော့လူတိုင်းကစစ်ကြီးကဖြစ်မှာပဲရှောင်လဲလို့မရဘူးလို့လူတိုင်းကနားလည်နေကြတယ်။ ဘာပဲဖြစ်ဖြစ်လေအချင်းချောက်ခံနေရတဲ့အဖွဲ့စည်းကတော့တာမန်လူတွေထက်ပိုပြီးတည်သားနေရပဲကျွန်တော်မဲကော့ရှ်မြစ်ကိုရောက်သွားတဲ့အခါဟိုတယ်လေးတစ်ခုမှာအခန်းငါးပြီးနေတယ်။နေရာတီဝင်ပြီခီးတဲ့ရာတီပေါ်ကျွန်တော်ပေါ်စိတ်ဝင်စားရလူ မရှိဘူး။လက်စက်တက်တာနှလုံးကလေးကျွန်တော်ကိုဂုံတိတ်ကတက်စီခဲ့တယ်။အေးအေးသာသာလွတ်လွတ်လပ်လပ်သွားလာခြင်းတဲ့အတွက်တက်တာတွေကိုသွားလေရယူမသွားတော့ဘူး။ ဂျော်ဝဲတလုံးကိုပဲအဖော်လှုပ်ထားလိုက်သည်နေရာတိုင်းမှာခီးတဲ့တွေပြည့်နေရပြီအခန်းကားကိုကျွန်တော်တပတ်စာကျူပေးထားလိုက်သည်နောက်တနေ့မှာကျွန်တော်လုပ်ငန်းစတယ်နေဆက်နဲ့တိတ်ပြီးမှုရဲ့နေရာတနေရာမှာည7နာရီထိကျွန်တော်ပုံနေရတယ်ပထမတော့ခြင်နေမှတ်တရေအကြိုက်ခဲကို အလူးလိန်ခံရတယ်မတက်နိုင်ဘူးဒီလိုပဲအောင့်အေးသီးခံရတော့တာပဲ